တောင်တမတော်ထင်တွေထိမ့်ချုပ်ထားတဲ့ရှမ်းမြောင်နမ်ခမ်းမြို့နယ်ပန်ဟန်ကြီးကျေးရွာဥစုခိုတီးနဲ့ကျင်နီရွာကဒေသခံမြို့သားတို့ကိုကိုကန်တမတော် MNDA ကဓမြလို့ဆွဆွဲပြီးဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံကြီးကရှုပ်ပြီးပြောပါရယ်ကုခါမြို့နယ်ဟိုကြီးရွာကဒေသခံကြီးရဲ့နေအိမ်ကိုဓမြတိုက်ခဲ့တယ်ဆိုပြီးရွာခံတွေက MNDA တပ်ကိုတိုင်ကြားခဲ့တဲ့နောက်ပြီးခဲ့တဲ့မေလ16ရက်မှာအဲ့ဒီမြို့သားတို့ကိုနေအိမ်ထိလာရောက်ဖမ်းဆီးသွားခဲ့တာလို့ကျင်နီရွာခံမြို့သားတို့ကရှုပ်ပြီးပြောပါရယ် သူတို့နှစ်ယောက်ဟိုကြီးမှာမိသွေးတော့ဖောက်တာအဲ့ဒါနဲ့ကိုကြီးရွာလူတွေသူတို့နှစ်ယောက်ကိုတမျက်တိုက်တယ်လို့ကိုကန့်စီသွားတိုင်းလာကိုကန့်ကသူတို့နှစ်ယောက်ကိုလာဖမ်းပြီးနှမကတိုက်နေရုံမှာတော့ထားတာအဲ့တော့ကျွန်တော်နဲ့ဟိုကြီးရွာဥက္ကဋ္ဌသူတို့နှစ်ယောက်တမျက်တိုက်ခဲ့တယ်လို့တိုင်တဲ့အိမ်ကိုတော့မေးတော့သူတို့မတိုင်ဘူးလို့ပြောတာပုဂ္ဂိုလ်ရေးမကျေနပ်ချက်နဲ့တိုင်ကြတာဖြစ်နိုင်ရာကြောင့်ဖမ်းဆီးထားတဲ့အဲ့ဒီမျိုးသားမျိုးကိုကိုကန့်တဲ့အနေနဲ့တေချာစစ်စစ်ပြီးမှသာအမိန်ချဖို့ကြီးရွာခန်ကြီးကတောင်းဆိုနေကြပါတယ် အဲ့ဒီမျိုးသားမျိုးကိုဓမြလို့ဆွတ်ဆွဲပြီးတည်တံပေးဖို့ MND တက်ကပြင်ဆင်နေရလို့ဒေတာခန်ကြီးကပြောဆိုပေမဲ့ရွှေပြည်မြင်နေနဲ့တိချတီမပြုတ်နိုင်သေးပါဘူး။အလားတူပြီးခဲ့တဲ့မေလ9ရက်နေ့မှာလဲတောင်တက်မတော်ချန်ရီထိမ့်ချုပ်ထားတဲ့ရှမ်းမြောက်ကုခါမြို့နယ်မောင်စီဒေတာနတ်မောရွာဥက္ကဋ္ဌကို MND ရဲ့တက်သားမျိုးကကြောင်းမဲ့ပါရိုက်ခဲ့တဲ့ဖြစ်စဉ်လဲဖြစ်ပွားခဲ့ပါတယ်။